တဘာဘီရဲ့နေဖြစ်ပြီးဆိုရင်ဆိုတော့ emergency clinic လေးတွေအဲ့နားမှာရှိရမှာရေးဖို့ကုသဖို့ပါလိုအပ်တာပေါ့နော်အာကျမကြီးဝန်ထမ်းနေကျမကြီးဒါကိုဘယ်လိုဆောက်ရှောက်ရမလဲနားလဲတဲ့သူတွေမှအစီအပြေမှအဲ့တော့အရေးကြီးဆုံးဒီတန့်ရှင်းဖို့ပဲလက်တန်ရမယ်ပြီးရင်ဒီလူနာဒီလူတွေအားလုံးကိုကျွေးတဲ့အစားတောက်တွေတန့်ရမယ်ပကံခွက်ရောက်တွေတန့်ရမယ်ရေတန့်ရမယ်စေဝါလုံလောက်မှုရှိရမယ်ပေါ့ဒါလေးတွေကိုကိုဆောက်ရှောက်မှုပေးနေတဲ့လူလူငယ်တွေအနေနဲ့ဒါလေးတွေကိုတတိထားပြီးပါပေါ့နော် မနက်ဖန်မောစိန်တို့မနက်၄နာရီလောက်ပြီးပြီးတော့မှရှိရရှင်းမြို့နယ်ကိုသွားပြီးတော့ဒီထိခိုက်ဒဏ်ရာနဲ့ပတ်သက်တဲ့လိုအပ်တဲ့ customer effect kit လေးတွေသွားလှူမယ်ပြီးတော့ဒီ effect kit ကိုဘယ်လိုအသုံးပြုရလဲအနာကိုဘယ်လို ဆေးထက်ရလဲဘယ်လိုစောင့်ရှောက်ရလဲဆိုတော့အနီးကပ်သူတို့သင်ပေးသွားမယ်ဘာလို့လဲဆိုတော့ကိုရီးယားသူတို့နားမှာအမြဲမရှိနိုင်ဘူးဆိုတော့ဒီဆေးကိုအသုံးပြုပြီးအနာကိုဘယ်လိုယူဆရမလဲဆိုတော့ပြောသွားမယ်ပြီးရင်တတိထားမယ်ဝန်ရင်ဆိုင်လေးတွေပြောသွားမယ်ဒီလက္ခဏာဒီလက္ခဏာဖြစ်တယ်ဆိုရင်စိန်တို့ဖုန်းနံပါတ်ခွန်ရှိရှိခွန်ကိုဆက်ဆက်ပြီးတော့မေးစိန်တို့ကအဲ့ခါကျရင်လိုအပ်တဲ့အဲညွှန်ကြားမှုတွေကိုထပ်ပြီးတော့ပေးသွားမယ်ပြီးရခါကျရင်လိုအပ်ရင်အဲ့မှာတခါတည်းဒီအနာတွေကိုကြည့်ပေးတာမျိုးဆေးထည့်ပေးတာမျိုးအာစိန်တို့ဘက်ကတတ်နိုင်သမျှ စေးအိတ်ဒီစေးဝါတို့အပြည့်စုံထည့်သွားမှာပေါ့နော်လောဆယ်ကတော့စိတ်နဲ့ခွန်ရှိခွန်တင်ပေါ့တခြားတော့ဟိုတက်ဆိုင်ရနယ်ပယ်ကကျင်းကျင်တဲ့ဆရာဝန်တွေကိုလည်းပူပေါင်းပါဝင်မှုခေါ်သွားဖို့တော့အစီအစဉ်ထားပါတယ် စားလောက်တဲ့အချိန်မှာတော့ကိုကတော့တမန်ငန်ရှန်ကပဲထင်ခဲ့တာပေါ့နော်ငလေးလောက်တာဘွားမှာကြုံခဲ့ဘူးရဲ့အိုင်းနေရှင်တိတိတတာပေါ့အရင်တော့ငလေးလုံးလှုပ်တဲ့အခါမျိုးကျရင်ကိုတော်မတိလိုက်တဲ့အခောက်တွေရှိပါဒီတစ်ခေါက်ကကြာတော့တိတိတတာကြီးကိုလှုပ်တယ်မူးတယ်ဆဲခန်းစားချက်ကိုရရတယ်ပြီးတော့အချိန်လဲကြာတယ်ပေါ့နော်တော်တော်တိတာဒါပေမဲ့အခုလိုမျိုးလူတွေအတန်အနေနဲ့ဆုံးရှုံးတာတွေတိုက်တာဥဝင်ပျက်စီးတာတွေအထိဖြစ်မဲ့လို့မထင်ခဲ့ဘူးเนาะဟိုဆိုရှယ်မီဒီယာပေါ်တက်ကြည့်ရောမှဒီမြန်မာနိုင်ငံဒုတိယအကြီးဆုံးမြို့တော့ဖြစ်တဲ့မန္တလေးမြို့မှာ ဒီအဆောက်လူနေအဆောက်အုံတွေရောဆေးအုံတွေရောအများကြီးပျက်စီးရမြင်တဲ့ခါမှာတကယ်ဟိုဝမ်းနေအံ့ဩဖြစ်ရပါတယ်ပြီးတော့လမ်းအမြန်လမ်းပို့ဆောင်ဆက်သွယ်ရေးတဲ့အရေးပါတဲ့လမ်းတွေကလည်းပျက်စီးတယ်အဲသွားလာပူပြီးတော့ခက်ခဲသွားတာမျိုးတွေ့ရတဲ့ဟိုပြောမပြတတ်အောင်ပဲနာကျင်ဝမ်းနေရပါတယ်အာဒီငလင်ကတော့နည်းနည်းတော့ပြင်းထန်တယ်ပေါ့နော်ကိုကဒီအများကြီးတော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့ငလင်ကတော့ပြင်းထန်တယ်ဆိုတာတော့ပဲဒါပေမဲ့အစာအုပ်တွေ တကယ်ကိုရင်ကျေမှုပြောက်တွေပြိုကျပျက်စီးလောက်တဲ့အထိမထင်ဘူးပေါ့အဲ့ဒါတွေမြင်ရတဲ့အခါမှာကျတော့ဟိုမြမပီရဲ့ဘယ်အစိတ်ပိုင်းကိုမဆိုထိခိုက်ပြီဆိုရင်ဟိုဘယ်လိုပြောမလဲအားလုံးကလက်သေးစိတ်တော့လက်ထိတ်နာပေါ့နော်အားလုံးတသားတွေသူတွေလည်းတသားတွေဖြစ်တဲ့အတွက်နာကျင်ရတယ်ပျက်စီးဆုံးရှုံးမှုတွေဘလို့မှအစားပြန်မရနိုင်တော့ဘူးလေပြန်မရနိုင်တော့ဘူးဟိုတကယ်ကိုမြမတွေရဲ့နှလုံးသွေးတွေဟိုမန္တလေးဆိုတာလည်း အဲမြန်မာပြည်ကတပြည်တည်းသားတွေးချင်းနေပဲမောင်နှမတွေပဲမိသားစုဝင်တွေပဲဒီဥစ္စာတွေအသက်ဆုံးရှုံးတာတွေမြင်ရတဲ့အခါမှာပြောမပြတတ်အောင်ပါပဲဒီလိုမျိုးကိုယ်တိုင်ပြည်မှာတကယ်တကယ်အရေးအကြောင်းဖြစ်လာတဲ့အခါကျရင်ကိုဘာလို့ပြေးနိုင်မလဲဆိုတာအရင်စဉ်းစားရပါဘောနော်ဟိုတချို့ကတော့ရှိတယ်ဟိုဘာမှမလုပ်ပြေးနိုင်ဘူးဆိုပြီးတော့ဝန်းနေနေရတယ်ပို့ပြီးတော့ထက်စင်ကဲဝန်းနေတဲ့သူတွေရှိကြပါပါအဲ့တော့ဒီနေရာမှာစိတ်ပြောချင်တာကကိုဘာလို့လုပ်ပြေးနိုင်လဲဘောနော် ကိုကအဲ့လေးတစ်ချောင်းလုတ်ပြီးလှူနိုင်ရင်အဲ့လေးတစ်ချောင်းခွန်လေးတစ်ထုပ်ဆိုရင်ခွန်လေးတစ်ထုပ်ဘာဖြစ်လဲကိုဘက်ကလုတ်ပြီးနိုင်တာလေးပေါ့ဟိုလုတ်ပြီးလို့ရတယ် everyone can help ဆိုရယ် message ကိုပေးချင်တာပါလူတိုင်းကူညီနိုင်ပါတယ်လလောဆန်မှာတော့ဒီစိတ်နဲ့အတူခွန်ရှိရှိခွန်တင်းမဲ့ပါသေးရဖြစ်တဲ့အတွက်လိုအပ်တဲ့စေဝါးတွေကျမတွေဟောပြောမှုတွေဒီအနာကိုဘယ်လိုခဲလောက်ရမလဲဘယ်လိုဆေးထည့်ရမလဲအဲ့ဒါတွေကိုဟောပြောမျှဝေတာတွေလုပ်ပါမယ်နောက်ပိုင်းမှာပူပေါင်းပါဝင်လာမယ့်အလှူရှင်တွေအဖွဲ့အစည်းတွေရှိမယ်ဆိုရင်အစားအသောက်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုအချိန်မှာအာဟာရပြည့်ဝပြီးတန်ရှင်းတဲ့အစားအသောက် တန်ရှင်းတဲ့ရေပြီးအခါကျရင်လိုအပ်တဲ့ဆေးဝါးတွေကိုလုံလုံလောက်လောက်ရရှိဖို့ပြီးဘေးကင်းတဲ့နေရာဒီလေးချက်ကအရေးကြီးပါအဲ့တော့အများပြည်သူတွေကဘေးကင်းတဲ့နေရာကိုရောက်ပြီးပြီဆိုရင်တို့တို့အတွက်အဲခုနပြောတဲ့အစားအသောက်တွေအဟာရပြည့်ဝပြီးတန်ရှင်းတဲ့အစားအသောက်ဘာလို့လဲဆိုတော့ရေပေါ့နောက်တစ်ခွက်ရေရကြတော့တောက်သုံးမှုအပြင်ဆေးကွာကုတာတဲ့နေရာမှာအနာတွေကိုဆေးကြောတန့်စင်တဲ့နေရာမှာမရှိမဖြစ်လိုအပ်ပါတယ်အခုလို့ တဘာဝဘေးရန်တွေဖြစ်တဲ့အခါမှာမြေအောက်ရေဖွဲ့စည်းတဲ့အညစ်အကြေးဆွတ်ပြတဲ့ system တွေအကုန်လုံးကပျက်စီးသွားဖြစ်တဲ့အတွက်တောက်တုံးရေဒါမှမဟုတ်တန်ရှင်းတဲ့ရေရဖို့ကအင်မတန်မှခက်ခဲသွားတယ်။အဲ့တော့ရေရတဆင့်ကူးဆက်တဲ့ရေမတန့်လို့ဖြစ်တဲ့အစားယောဂါတွေနော်ဝမ်းပြောက်ဝမ်းရှိုးတွေနော်ကာလောက်ဝမ်းနေပါလို့လဲဆိုတော့ဟိုအများစုပြီးနေကြတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးကူးဆက်နိုင်နေပြီးအနာမတန့်တဲ့အခါမှာအနာမှာ infection ဝင်ပြီးတော့ပိုပြီးကုသခတ်သွားတာမျိုးခြေလေးလေးတခုလုံးပုံသွားတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့ဒီအတွက်စိတ်တို့ကတန်ရှင်းတဲ့ရေရဖို့လိုအပ်တယ်။လိုအပ်တဲ့ပိုးသက်စေတဲ့လိန်စေ တွေတောင်ဆေးတွေကိုလုံလောက်လောက်ပေးဖို့အရေးကြီးပါတယ်နောက်တစ်ခုကကြတော့ဒီအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂတွေလည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအဆောက်အုံတွေပြိုကျပြတ်ကြတယ်ငွေကလေးကစိမ့်လို့လေတူကညဉန်းနေပြီးသားဒီဖုံဖုံတွေရောက်တဲ့အခါပူဆိုးတာပေါ့ဒါတွေရှူရှက်ရတဲ့အခါမှာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေဖြစ်လာနိုင်တယ်ငွေကိုပန်းနာရင်ချင်ရှိပြီးတဲ့သူတွေပြီးတော့ဒီလေပြွန်ကျင်းတဲ့ COPD လို့ခေါ်တဲ့ယောဂရှိတဲ့သူတွေပူဆိုးတာပေါ့ပြီးရင်ထိရှလွယ်တဲ့လူတွေဖြစ်တဲ့တကြီးရွယ်ဦးတွေကလေးတငယ်တွေကိုဝင်ဆောင်မျိုးသမီးတွေဒါတွေက ပိုပြီးခယူဆိုင်ရမယ်အဲ့တော့တို့တို့အတွက်လိုအပ်မဲ့ဒီစေဝါးတွေကျမ်းမာရေးဆောက်ရှောက်မှုတွေကိုတတ်နိုင်သမျှပေါ့နော်အမြင်မြန်ရအောင်တော့ပေးနေရချက်ချင်းဒီဖြစ်တဲ့နေရာကိုဆရာဝန်တွေမရောက်နိုင်သေးတဲ့အချိန်ကာလအဲပြည်သူတွေကလည်းစေုံစေကန်းတွေကျမ်းမာရေးဆောက်ရှောက်မှုတွေလက်လန်းမမီသေးတဲ့အချိန်မှာတော့စိတ်လို့ away ကနေ telemedicine လို့ခေါ်တာပေါ့ခွန်ရှိရှိခွန်ကျမ်းမာရေး call center ကို attend တို့မ MPT နဲ့ဆက်မယ်ဆိုရင်ဆရာဝန်တွေက24နာရီ ဟိုကျမကြီးဖြစ်ပေးနေတာပေါ့နော်။ဘာလို့ဆိုတော့ကုညီပေးနေတဲ့ပရာဟိတလူငယ်လေးတွေရှိမယ်။သူတို့ကโอเคအခွင့်ရှိရှိခွန်ဆက်လိုက်ပြီးဆရာမကြီးဒီမှာတွေ့ရဲ့လူနာအခြေအနေကတော့ဘလို့ဘလို့မျိုးပါအနာကတော့ဘလို့ဖြစ်နေတယ်။လိုအပ်တဲ့စိတ်တို့ကိုဓာတ်ပုံရိုက်ပြီးတော့ခွန်ရှိရှိခွန် Facebook page ဖြစ်စေ TikTok Messenger နေဖြစ်စေပို့လိုက်မယ်ဆိုရင်စိတ်တို့ကဒီတန်ရာကိုကြည့်ပြီးတော့အနာတို့ဘလို့ဘလို့ step တွေနဲ့ clean sin လို့သူ့တို့ဘာဆေးတိုက်လဲ။သူကဘာဆေး allergy တွေရှိတယ်။ဘာနဲ့မတည့်တာရှိလဲ။မေးပြီးတော့တောက်လျှောက်ပေါ့နော်။ကျမကြီးဆောက်ရှောက်မှုအဝေးကနေအခုလက်ရှိမှာပေးနေမယ်။နောက်ပိုင်းမှာတော့ဆရာဝန်တွေကိုယ်တိုင်အဖွဲ့အစည်းနဲ့လာရောက်ကိုကြီးဆောက်ရှောက်သွားဖို့ အစိမ့်လို့ပြင်ဆင်ထားပါတယ်။အမှန်တကယ်ကလေဒီလိုထိခိုက်တိုင်ရာဖြစ်ပြီးတဘာပြည့်နေဖြစ်ပြီးဆိုရင်အစိမ့်တို့က emergency clinic လေးတွေအဲ့နားမှာရှိရမှာရေးဖို့ကုသဖို့ပါလိုအပ်တာပေါ့နော်။အာကျမကြီးဝန်တန်းနေကျမကြီးဒါကိုဘယ်လိုဆောင်ရှောက်ရမလဲနားလေတဲ့သူတွေမှအစီအပြေမှာအဲ့တော့အရေးကြီးဆုံးဒီတန်ရှင်းမှုပဲ။ လက်တန်ရမယ်ပြီးဒီလူနာဒီလူတွေအားလုံးကြွေးတဲ့အစားတောင်းတွေတန်ရမယ်ပကံခွက်ရောက်တွေတန်ရမယ်ရေတန်ရမယ်စေဝါလုံလောက်မှုရှိရမယ်ပေါ့ဒါလေးတွေကိုကိုဆောက်ရှောက်မှုပေးနေတဲ့လူလူငယ်တွေအနေနဲ့ဒါလေးတွေကိုတတိထားပြပါပေါ့နော်အခုမနက်ဖန်မောစိန်တို့မနက်၄နာရီလောက်ဒီပြီးတော့မှရှိရရှင်းမြို့နယ်ကိုတွားပြီးတော့ဒီထိခိုက်ဒဏ်ရာနဲ့ပတ်သက်တဲ့လိုအပ်တဲ့ customer effect kit လေးတွေတွားလှူမယ်ပြီးတော့ဒီ effect kit ကိုဘယ်လိုအသုံးပြုရလဲအနာကိုဘယ်လို ဆေးထက်ရလဲဘယ်လိုစောင့်ရှောက်ရလဲဆိုတော့အနီးကပ်တို့ကိုတင်ပေးွားမယ်ဘာလို့လဲဆိုကိုရီးယားတို့နားမှာအမြဲမရှိနိုင်ဘူးဆိုတော့ဒီဆေးကိုအသုံးပြုပြီးအနာကိုဘယ်လိုယူဆရမလဲဆိုတော့ပြောွားမယ်ပြီးရင်တတိထားမယ်ဝန်ရင်ဆိုင်လေးတွေပြောွားမယ်ဒီလက္ခဏာဒီလက္ခဏာဖြစ်တယ်ဆိုရင်စိန်တို့ဖုန်းနံပါတ်ခွန်ရှိရှိခွန်ကိုဆက်ဆက်ပြီးတော့မေးစိန်တို့ကအဲ့ခါကျရင်လိုအပ်တဲ့အဲညွှန်ကြားမှုတွေကိုထပ်ပြီးတော့ပေးသွားမယ်ပြီးရခါကျရင်လိုအပ်ရင်အဲ့မှာတခါတည်းဒီအနာတွေကိုကြည့်ပေးတာမျိုးဆေးထည့်ပေးတာမျိုးအာစိန်တို့ဘက်ကတတ်နိုင်သမျှ C8 ဒီ C8 တို့အပြည့်စုံထည့်သွားမှာပေါ့နော်။ဒီခက်ကဲကထုတ်ထားတဲ့ facet kit C8 ကိုအသေးဆုံး mini kit ကနေပြီးတော့ wallplace facet kit ဒီစိတ်လို့တည်သွားပြီးတော့အာကျမရေဆောက်ရှောက်မှုတွေလုပ်သွားပေးပါမယ်။လောဆယ်ကတော့စိတ်နဲ့ခွန်ရှိခွန်တင်ပေါ့။တခြားသောဟိုတက်ဆိုင်ရာနယ်ပယ်ကကျင်းကျင်းတဲ့ဆရာဝန်တွေကိုလည်းပူပေါင်းပါဝင်မှုခေါ်သွားဖို့တော့အစီအစဉ်ထားပါတယ်။လန်ခီယာနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုရှိတယ်။အမှန်တိုင်းပြောရရင်စိတ်တို့ကနေပြီးတော့ပြင် နေပြီးတော့ပြီးတော့မန္တလေးဆက်တက်ခြင်းတာပါဆိုတော့မန္တလေးကထိခိုက်ပျက်စီးမှုပိုများတယ်ပိုပြီးတော့ဘယ်မှာသွေးလိုနေတဲ့သူတွေလည်းရှိတယ်ဆိုတော့အတွားလှူပေးခြင်းတယ်ဘာလှူပေးခြင်းပြင်မဲ့ခတ်တာကအခုကလှူခြင်းတဲ့သူတွေကအများကြီးအနောက်ရှက်ဟန်တာဖြစ်နေတာဒီလမ်းမဆက်သွေးလမ်းကလည်းပျက်စီးတာနေเนาะပြက်ခါကျတော့လမ်းမှာပို့ပြီးတော့မီးမီးရဖို့ခက်ခဲတာမျိုးတွေရှိနိုင်နေတယ်เนาะပြက်ခါကျတော့လင်းရင်နဲ့တွားဖို့ကြာတော့လည်းမန္တလေးလေစိတ်ကပျက်စီးသွားတာတွေတွေ့တော့ ဟိုဘယ်လိုပြောမလဲပို့ပြီးတော့ခက်ခဲသွားတာပေါ့နော်။နူရဝဲဆွဲလဲရတခိုးထောင်းပေါ့နော်မြန်မာပြည်အခြေအနေကအဲ့လိုပုံစံမျိုးဖြစ်နေတာ။အဲ့တော့ကိုကဒီဟောင်အောင်မင်းမင်းသွားနိုင်ပါမလားဆိုရယ်စိုးရင်စိတ်ကလည်းရှိတယ်။နောက်တစ်ခါကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်။ကိုကသွားချင်ပေမဲ့ကို့ကို support လုပ်တဲ့အဖွဲ့အစည်းအားဘယ်လောက်တိုင်းတာဒီလုတ်ပေးနိုင်ပါလဲဆိုရယ်စိုးရင်မှုတွေရှိပါ။အဲ့တော့အယိုးကြီးကြီးရေခန့်ခဲရအောင်သွားမယ်။ကိုကစိတ်ပိုင်းဖက်ပြီးကိုကိုစိတ်ပိုင်းဖက်တာကိုလည်း okay ကျွန်တော်တို့လည်းလိုက်မယ်။ကျမတို့လည်း support လုပ်ပေးမယ်။အဲ့လိုမျိုးဆိုရင်တော့စိတ်တို့ကဂီပန်းနိုင်ကိုပို့ပြီးတော့သွားနိုင်တာပေါ့နော်။အဲ့တော့စိတ်တူကိုတူအဖွဲ့ စည်းတွေအဲစိတ်တူကိုယ်တူကူညီပေးမဲ့လူငယ်တွေအများကြီးကိုဆိုင်ရဟိုကြိုးဆိုပါတယ်ခေါ်ပါတယ်အားလုံးပူးပေါင်းပေးပါပါဝင်ပေးပါအဲ့တော့လမ်းမဆက်သွယ်ရေးကစိတ်တို့ဒီလမ်းဟာလမ်းပုံမှန်သွားနေကြလမ်းကခက်တယ်ဆိုရင်လမ်းဟာသွားမယ်နော်ပုံမှန်တနားကြီးကြတဲ့ခရီးက၃နာရီဖြစ်သွားနိုင်တယ်နော်ပို့ပြီးတော့ကြာသွားနိုင်တယ်အဓိကကတော့စိတ်တို့ပန်းနိုင်ကိုရအောင်သွားမယ်ဆိုရင် mindset လေးနဲ့သွားဖို့ပေါ့နော်တတ်နိုင်သမျှကိုဘလောက်ထိသွားနိုင်မလဲပေါ့ရသလောက်ရသလောက်ပေါ့ ကိုစွန်းတဲ့လောက်တော့စူးစမ်းခဲ့တယ်ဆိုတာမျိုးတော့ဖြစ်စေခြင်းနဲ့အဲဘာမှမလုပ်ပေးလိုက်ရငုတ်တုတ်ထိုင်ကြည့်လိုက်လာရတယ်ပေါ့နော်ကိုက try လို့ရသေးတာမ try ကြည့်ပဲနဲ့လက်လျှော့လိုက်တာမျိုးမဖြစ်ချင်ဘူးပေါ့စိုးရိမ်စိန်ရှိတော့ညာလဲစွန်းတဲ့လောက်တော့စူးစမ်းကြည့်ခြင်းပါသေးတယ်